လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါ ပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မန္တလေးမိုးကုတ်လမ်း ဟော်ဒလန်ဆောင်ကိုပြန်လည်သိမ်းယူထိန်းချုပ်နိုင်တဲ့အစိုးရတွေကမိုးကုံမျိုးဘက်ကိုဆက်လက်စစ်ကြောင်းထိုးနေပြီးတော့ဖော်တော်ကျေးရွာအထက်နှစ်မိုင်ခန့်အကွာညောင်မင်သာကျေးရွာအနီးမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေရလို့စစ်ရေးသတင်းမြစ်တီကအမှတ်ပီကိုပြောပါရယ်မန္တလေးစင်ကူမိုးကုံလမ်းပေါ်ပြန်လည်ခြေချနိုင်ဖို့နဲ့မန္တလေးစင်ကူမိုးကုံတပိတ်ချင်းထိချိုင်ဗမော်ဘျူဟာလမ်းပေါ်က အချက်အချာကြတဲ့ဖော်တော်လန်းစုံကို ပြန်ရဖို့စိုးစုကလေကြောင်းလက်နက်ကြီးတွေဒရုန်းတွေအားပြုကလက်နက်ခြေချထိုးစစ်ဆင်ခဲ့ပြီးနောက်အော်တိုဘလာ၁၄ရက်မှာဖော်တော်လန်းစုံကိုပြန်လည်ထိန်းချုပ်သွားတာပဲဖြစ်ပါတယ်ဖော်တော်လန်းစုံရဲ့အထက်မိုင်90ခန့်အကွာမှာဝကုတ်မြို့ရှိပြီးတော့လန်းစုံရဲ့အောက်ဖက်မှာစင်ကူးမြို့ရှိကလက်ရှိမှာတော့စိုးစုကဖော်တော်လန်းစုံကနေမိုးကုတ်ဘက်ကို၈၀တိုးလာလို့ ဖော်တော်မိုးကုတ်လမ်းပေါ်စုပ်စုနဲ့တော်လိုင်းရေးတက်တွေတိုက်ပွဲဖြစ်နေတာလို့စေရေးသတင်းမြစ်က MFB ကိုပြောပါတယ်တိုက်ပွဲဖြစ်နေတဲ့ဖော်တော်နဲ့ညောင်မင်းသားကျေးရွာတွေကိုစုပ်စုကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုတ်လုံနေတယ်လို့လည်းတော်လိုင်းအင်အားစုတွေကပြောပါတယ်ဖော်တော်မိုးကုတ်လမ်းမှာတပိတ်ချင်းမြို့နယ်တွင်ကညောင်မင်းသားပိုးဆောင်တွင်နဲ့ကြောင်လဲပိန်ကျေးရွာ300ရှိပြီးတော့ကြောင်လဲပိန်ကျေးရွာရဲ့အရှိတ်ဘက်တမိုင်ခန့်အကွာမှာတော်လိုင်းရေးတပ်တွေတည်ယူထားတဲ့စုပ်စုရဲ့ခြေလင်းတရင် ခလာရ14ရှိရှိပါတယ်။လက်ရှိဖော်တော်ကနေ82တိုးနိုင်ဖို့စ조사နေတဲ့စုံစုတွေဟာခလာရ14စကန်သို့မဟုတ်ဘိုးကုံမျိုးအထိထိုးပေါက်တာရှိမရှိစောင့်ကြည့်နေပြီးတော့စုံစုနေနဲ့ခလာရ14ကိုခြေကုပ်ယူပြီးစစ်ကြောင်းတွေဆက်လက်ဖြန့်ထိုးတာမျိုးလဲဖြစ်လာနိုင်တယ်လို့သတင်းမြစ်တချို့ကသုံးသပ်ပါတယ်။ ဒါအပြင်ခုနမယွာနီစစ်ကန်းနေတဲ့ခူအောင်နေတဲ့နေရာကနေဖော်တော်လန်းစုံအထိဖောက်ထွက်လာနိုင်တဲ့ဆိုးဆူဟာတပိတ်ချင်းမြို့နယ်တောင်ဘက်ချမ်းနဲ့စင်ကူးဘက်ကိုဆက်တိုးလာတာမရှိသေးပေမဲ့မရိယာဘက်ကနေတိုးလာတဲ့ဆိုးဆင်းနဲ့ပေါင်းပြီးအဆိုပါဒေသတွေကိုညှက်ထိုးနိုင်တယ်လို့လဲတော်လိုင်းတပ်ဖွဲ့တွေကသုံးသပ်ပါတယ်။၂024ကဖြစ်ပွားခဲ့တဲ့တပိတ်ချင်းမြို့နယ်တိုက်ပွဲတွေမှာဆက်ရှုံးပြီးတော့ခုနမိုင်နဲ့တွင်းငယ်ယွာအနီး ောက်ဆုံးလက်ကျန်စစ်ကန်းနေတဲ့တနစ်ကန့်ကြခိုးအောင်နေတဲ့စိုးစိုးဟာလေကြောင်းအားကိုတရုတ်အားကိုနဲ့အင်အားဖြစ်ကတော်လန်ရေးတပ်ဖွဲ့တွေရဲ့ငလင်ကြောင့်အပြစ်ရတာကိုအခွင့်ကောင်းယူပြီးပြီးခဲ့တဲ့ဇွန်လကစလို့ခူအောင်ရနေရာကနေဖောက်ထွက်ထိုးစစ်ဆင်လာပြီးတော့ဇူလိုင်လအထဲမှာတပိတ်ချင်းမြို့နယ်ကိုပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့လက်ရှိမှာမုတ်ကုတ်မန္တလေးလမ်းမိုက်ထိအခုလိုထိုးစစ်ဆင်ဖောက်ထွက်လာတာပဲဖြစ်ပါတယ်။ မန္တလေးမြို့ကလည်းဖော်တော်လန်းစုံကိုပြန်လည်ထိန်းချုပ်နိုင်တဲ့ဆိုးစုဟာအော်တိုဘာလ14ရက်ကကျေးရွာတွင်မပြေးနိုင်ပဲစံနေတဲ့ဒေသခံတရာစင်ခန့်ကိုတက်ဖြတ်ခဲ့သလိုခီးသွာကားတစီလည်း drone နဲ့ပုံကျဲလို့ခီးသွာပြည်သူအမျိုးသမီး3ဦးအဆက်အသွယ်ပြက်ကပျောက်ဆုံးနေရလို့ဒေသခံတွေကပြောပါရတယ်။တိုက်ပွဲတွေကြောင့်အော်တိုဘာလ14ရက်ကစတော့မိုးကုတ်ဖော်တော်မန္တလေးကလန်းသွားလာအုံပြူနိုင်တာမရှိပဲလမ်းကြောင်းပိတ်ဆို့နေတယ်လို့ဆိုပါရတယ်။